တော့ဒီလိုမျိုးဓာတ်တိုးအောင်ဒီအောက်ဆီဂျင်တွေမငြိမ်မသက်ဖြစ်အောင်အီလက်ထရွန်တွေမငြိမ်မသက်ဖြစ်အောင်ဘယ်ဖြစ်စဉ်တွေကသူ့ကိုတွန်းပို့နေတာလဲဆိုတော့ဒါရတို့ရဲ့ lifestyle ကအာဒီနောက်ပိုင်းမှာဟာရွေးလာတာပေါ့အဲ့ချိန်ဆိုရင်အရန်နောက်ကြလာတာအာပြီးတော့တို့ဆေးဝါးအကူတွေကိုအများကြီးသုံးလာရတာဆေးဝါးဆိုတဲ့အထက်မှာတို့သွေးတိုးလို့စီးယိုလို့အဲ့ဟာတွေလည်းတကူရတာပဲပြီးတော့အခုဆိုရင်တောက်ကြပြီတခုတွေတခု supplement တွေအရန်တောက်ကြရတယ်ဆိုတော့အဲ့ဒီရဲ့ ဒီ side effect တွေကိုလည်းတော်တော်ခံစားရတဲ့အချိန်မှာလည်းပဲဒီ detto တဲ့ဖြစ်စဉ်တွေကိုလည်းရတယ်။နောက်တစ်ခု air pollution လေထုညစ်ညမ်းတဲ့ဟာတွေအပြင်မှာဆိုရင်ဖုန်တွေကားတွေဓာတ်ဆီအနေနဲ့တော်တော်ညံတွေ့ရတယ်။ပြီးတော့အရက်တောက်တယ်။အခုဆိုရင်တော်တော်လိုမျိုး main ကလေးတွေကအဆအုပ်ကို echo horn တွေက main မဝေးတော့ဘူးအ ਨੇ ဆုံးဒီဟာလောက်ကကြတော့တောက်နိုင်နေဆိုတဲ့အကျဉ်းဖြစ်လာတဲ့အချိန်မှာဒါတို့ရဲ့ဒီတတိုးတဲ့ဖြစ်စဉ်ကပို့ပြီးတော့နှီးဆက်လာတယ်ပြီးတော့ခြိုတဲ့ဟာဗကြားတက်တယ်ခြိုတဲ့ဟာမှန်တယ်မြာယူကာပဲဖြစ်ဖြစ်ခိတ်ပဲဖြစ်ဖြစ်ကိုလာပဲဖြစ်ဖြစ်ဘာမဆိုပေါ့ဒီခြိုတဲ့အရာသာရတဲ့ဟာအကုန်လုံးကဒီတတိုးဖြစ်စဉ်ကိုဖြစ်စေတယ်ပြီးတော့အသက်ကြီးလာလို့လေဒါတို့ပုံမှန်လည်းဖြစ်တယ်ပြီးတော့နောက်တော့ကိုနေအောင်ကြီးကနေရတယ်ခင်ရောင်ရောင်ကြီး UV radiation အားကြောင့်နေမတိနဲ့နေခင်းမတိမှဆိုရင်ပိုဆိုးတယ်မတိနဲ့အဲ့လိုမျိုးပုံစံလေးနဲ့တော့ sun protection လို့ပို့ပြီးပြောလာတယ်တော့နောက်ဆုံးတစ်ခုကကြတော့ဒါတို့ smoking လောက်တာဒီဆေးလေးတောက်တာပါမယ်ကွန်စားရတွေပါမယ်အခုနောက်ပိုင်းဆို vape တွေပါရောတောက်လာကြတယ်ဒါခုနောက်ပိုင်းဆိုတော့ဒီ weed တွေပါတွေပါရောအကုန်လုံးပါလာကြအကုန်လုံးပဲဒီဒီ range ရေအကုန်လုံးဒီကွန်စားတာတွေရောဒါတွေအကုန်လုံးဒီတို့ဓာတ်တိုးဖြစ်စင်ဖို့ခန္ဓာကိုယ်ကိုဓာတ်တိုးဖို့အတွက် ပို့ပြီးတော့ဆိုးလာအဲ့တော့ဓာတ်တိုးတော့ဗာဖြစ်လဲတို့တို့ဒီကောင်းတဲ့ဟာတွေကိုတော်တော်ဆွဲတယ်သူကသူငြိမ်အောင်လိုက်လုပ်တယ်ဆိုတော့ကြံတဲ့ကောင်းတဲ့ဟာတွေရဲ့ function တွေလုပ်ငန်းဆောင်တာတွေကယိုနေလာတယ်အဲ့တော့လူကပို့အိုးလာတယ်ကင်ဆာအထိဖြစ်နိုင်တယ်မကုနိုင်သောယောဂါတွေအများကြီးနဲ့စလာ